အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ပြပေးမှာကတော့တပုံတွေကိုငှက်ညာနေခြင်းဟာပြည်တွင်းစစ်ကိုမွေးထားနေခြင်းသာဖြစ်တယ်။အရှိတောင်အာရှမှာထိတ်တန့်ရောက်နေတဲ့မြန်မာလီတပ်ပွင့်လင်းမြင်သာမှုနဲ့နိုင်ငံရေးမိုင်းကွင်းကစတဲ့အချက်တွေနဲ့ပတ်သက်လို့ OSCE ကကိုစီဝါရဲ့တုံ့တက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ါခင်ဗျာမင်္ဂလာပါဒေါက်ကွန်စတာပါဒီစစ်နီမျိုးဟာနေပြီးတော့နော်ဒေါက်ကွန်စတာပါဒီဒီမှာပန်ခရမ်းပြာတွေဖွင့်နေအချိန်မှာအောက်တိုဘာနိုဝင်ဘာအင်တန်လာပါတယ်နားရီစီးပြီးနှာခေါင်းတွေလည်းပိတ်ပါတယ်သူကသူကပူလန်စီပန်ပွင့်နေအချိန်မှာပန်ပွင့်နေအချိန်ဆိုတော့ဒီမှာလေးထုထဲမှာ ွင့်မုံတွေပေါ့ဗျာဝွင့်မုံတွေအများကြီးရှိတဲ့အတွက်ကြောင့်တချို့ allergy ရှိတဲ့လူပေါ့ကျွန်တော်ကအဲဝွင့်မုံ sensitive ဖြစ်တယ်ဗျာနာစီးတာပေါ့နာစီးနှာခေါင်းပိတ်အဲ့လိုမျိုးတွေဖြစ်တတ်တဲ့ကြာစီဥလူပေါ့ဒီမှာတော့နော်ထွေထူးထူးဘာမှတင်ဆက်စရာမရှိပါဘူးမနေ့ကညကြီးလိုက်ရတာတော့ဘူးစားဘူးအဘိုးချုပ်မူကြီးမြောင်းလိုင်းကလေးတက်ကနေပြီးတော့တချို့ဘူးစားတွေရဟယင်းနေတတ်တော်ဝင်တာဟုတ်နော် အဲ့ဒီအဲ့ဒါကိုပွဲလုတာကိုတော့ကြည့်လိုက်ရတယ်အားရချင်တဲ့ခုကောင်းပါတယ်နော်အားရချင်တဲ့ခုကောင်းပါတယ်နော်အဲ့ဒါလေးမှသူပြောသွားတဲ့မိန်ကလေးမှအဓိကကီးဟိုးစာပေါ့ကီးတိတ်ကဝေးရတော့ဗာလဲဆိုတော့ဟိုးစာအဲရွေးကောက်ပွဲပြီးသွားတဲ့ခါကျရင်နော်ရွေးချက်တင်နှောက်လိုက်တဲ့အစိုးရအနာဆွဲအပ်ပေးသွားမယ်ဆိုပြီးတော့ ဒီမိုကရေစီစံချိန်စံနှုန်းနေနဲ့အမိအာဏာလွှဲအပ်ပြီးသွားမယ်လို့တော့အဲထပ်ပြီးတော့နော်ပြောသွားပါတယ်နော်လက်တွေ့မှာတကယ်ဖြစ်လားမဖြစ်လားလားဆိုတော့ဒါစောင့်ကြည့်မှပဲသိမှာပါပဲနော်ဥစ္စာသူ့မှာလုံးစရာ option တွေအများကြီးရှိနေပုံများတယ်ကြည့်ရတယ် ပေးသွားလဲရတယ်မပေးသွားလဲရတယ်ဆက်ကင်ထားလဲရတယ်တမရလုတ်ချင်လဲရတယ်အဲ့လိုမျိုးတွေဖြစ်နေတယ်သူအခြေအနေအနေထားเนาะအဲ့ဒီအနေထားမှာရှိပါတယ်ဒါပေမဲ့လို့ဒီရွေးကောက်ပွဲမှာထွက်လာတဲ့ရလက်ပေါ်မှာမူတည်ပြီးတော့အဲ့ကြတော့မှကျွန်တော်အမြင်ပါဗျာကျွန်တော်တွက်တာပေါ့ရွေးလောက်ရွေးကောက်ပွဲမှာရမယ်ထွက်လာမယ်ရွေးကောက်ပွဲရလက်ကိုကြည့်ပြီးတော့အဲရှေ့ဆက်ပြီးဘာလုပ်မလဲဆိုတော့အဲ့တော့မှတည်တည်ပို့ တည်းကိုပဲပေါ်လာလိမ့်မယ်လို့ထင်ပါတယ်နော်အဲတော့မှတည်းတည်းကိုပဲပေါ်လာလိမ့်မယ်လို့ထင်ပါတယ်နော် too early to predict ပေါ့ဗျာနော်ကိုရုပ်မူကြီးမင်းအွန်လိုင်းကတော့အဲ့ဒီ shock ကို play လုပ်နေပါတယ်နော် तू ကာကွယ်ဦးစီးချုပ်ဆိုတော့ကြီးရီလေးဝစ်စုံကြိုက်တဲ့ဝစ်စုံဝစ်လို့ရပါတယ်နော်သူရဲ့ဒူးချုပ်ရဲ့အာညီနိုင်ကိုကေမူကလည်းအကြီးလေးဝစ်စုံကြိုက်တဲ့ဝစ်စုံဝစ်လို့ရတယ်လို့ အဲတင်ပါတယ်နော်ဘုံမဟုတ်တော့မသိဘူးကျွန်တော်ကျွန်တော် follower စီစဲမှာအများဆုံးအဖြစ်တက်ကလူတွေပါတော့သူတို့ကပိုတိမှာပေါ့နော်ကျွန်တော်အရှိတက်ကမဟုတ်ပါဘူးနော်စတူးချင်းနေနေတာအဲ့လိုရှိရလို့ယူဆပါတယ် အာရလွဲ့ပြောင်းပြီးမှတော့ချင်းနေပေါက်လွဲ့ပြောင်းပြီးမှာပါအာဘလူးပုံဘလူးအနေထားနဲ့သွားမလဲရှစ်ဆက်ပြီးတော့ဘယ်လိုအာနာမျိုးဘလူးရာလူးမျိုးဆက်ကင်ထားမလဲဆိုတာကနည်းနည်းတွက်ရခက်တာပါနော်အခုတနည်းတစ်ပုံတော့ပြန်ပါနေမှရမယ်လို့ထင်ပါတယ်တကယ်လုံးဝအာနာလွဲ့ပြောင်းပြီးပြီးတော့ဟိုဘယုံမူတန်းရွှေတို့လူမျိုးနော်အဲလုံးသွားမယ်ဆိုတော့လုံးလို့ရတဲ့အနေထားမှာရှိပါတယ်နော်ရှိပါတယ် ူတွေကသူ့ကိုပြန်ပြီးတော့ဥစ္စာအနားယူသွားလို့ရှိရင်ပြန်ပြီးတော့ဒုက္ခပေးမဲ့သဘောမှမရှိပါဘူးเนาะမရှိပါဘူးเนาะဦးနေဝင်ပြတဲ့ကိစ္စနဲ့အရန်ခွာချပါတယ်เนาะလက်ရှိနေထိုင်နဲ့ခွာချပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ຢາລູတစ်ခုခုတော့အေးပါတဲ့နေရာတစ်ခုခုတော့ဆက်ပြီးတော့ခြင်ထားမယ်လို့ထင်ပါတယ် ခိုင်သားမယ်လို့ထင်ပါတယ်။ဟုတ်အာဘယ်နေရာလဲဒါအတိအကျပြောရခက်တာပါเนาะ။ဆိုတော့အများဆုံးဖြစ်နိုင်ခြေရှိတာတော့တက်ချုပ်ရသူကိုဆက်ခိုင်သားမယ်လို့ထင်ပါတယ်เนาะ။ကင်မရာလုံးမယ်မလုပ်ဘူးဆိုတာကတော့ရွေးကောက်ပွဲရလက်ပေါ်မှာမူတည်နေတယ်လို့ယူဆပါတယ်ရွေးကောက်ပွဲမှာရလက်ကောင်းတာတွေရှိလို့ရှိရင်လုံးမှာဖြစ်ပြီးတော့ရလက်သိမ့်မကောင်းရင်လုံးမှာမဟုတ်ပါဘူးအဲ့လိုယူဆပါတယ် အဲ့လိုအနေထားမှာရှိရလို့ယူဆပါတယ်ခင်ဗျ။နော်ဒီလောက်ပါပဲ။ဟောလေတက်ကမြမလေတက်ကတော်တော်အစွမ်းထက်နေပြီ။နော်အနည်းဆုံး Southeast Asia မှာပေါ့ဗျာ။နော်မြမလေတက်ကတော်တော်လေးကိုစီရီဝါနေတဲ့အခြေအနေအနေထားမှာရှိနေပါတယ်။နော်ဘုံနေလဲ bombing mission တွေလဲအများကြီးလုပ်ဖို့ပြီးသွားပါပြီ။ဆိုတော့ဒီကြတာကတော့အိမ်ကြီးများချင်းနိုင်ငံတွေထက်စာရင်တော့စီရီဝါနေတာချိန်တည် အဲ့တော့ဂျင်းတီတော့နီးပါရှိနေတယ်เนาะအဲဘာ lagging ဖြစ်နေလဲဆိုတော့ဒီလက်တက်ကမောင်နေကသူတို့ကျဲတဲ့ဘုံတွေက guidance မပါဘူးခင်ဗျเนาะဒီ conventional bomb တွေကိုကျဲတာကျဲတဲ့အတွက်ကြောင့်တစ်ဖက်မှာအများကြီး skills ပိုလိုပါတယ် ော်ကျွမ်းကျင်မှုအများကြီးပို့လို့ပါတယ်ခါလေးဒီနားလေးကလှလို့နည်းနည်းတစ်ချက်ပြလိုက်မယ်နော်ဒီနားလေးက Fox Valley Way ဆိုတဲ့လိုမျိုးလေးရှိပါတယ်ဆိုတော့ဒီလို Valley လေးကိုဆင်းသွားပြီးတော့ ီတက်ကဒီတက်ကတော်တော်ဟိုဒါဆိုတော့ဥစားသာလနာပေါ်ရောပေါ့နော်သာလနာပေါ်ရောဒီစွမ်းတက်နေတဲ့သဘောမှရှိပါတယ်နော်ဆိုတော့ guided guided bombs တွေ guided missiles တွေပါနည်းနည်းလေးစစ်လက်နဲ့ဆိုစစ်ဖြစ်နေမှာစမ်းလို့ရတာလေသူတပြင်းအဲ့မြန်မာနဲ့တရုတ်နဲ့ border မှာတည်ကပ်နေတဲ့နေရာတွေကပ်ညဘက်ပါရီကပ်ပြီးတော့ တကယ် precision ဘုံမိကပ်ပြီးပြစ်ပြနိုင်အောင်ဒိတ်ကြောက်အဲ့ဒါအရေးကြီးပါတယ်အဲ့ဒါအရေးကြီးပါတယ်နော်အဲ့လေထဲနဲ့ပတ်သက်ပြီးပြောတာပါနောက်တစ်ခုကခိုင်းလဲပြောဦးပါတယ်ဒီအမ်ဒီမှာလေထဲမှာရှိတာရှိတဲ့တချို့ transport plane တွေရှိတယ်ကြာအဲ့ဒါတွေကိုနောက်ကနေပြီးတော့နောက်ကနေပြီးတော့ ကာဂိုဟိုးကနေပြီးတော့အနောက်တင်ပြီးပြစ်ကြည့်လို့ရတယ်ဗျာနော်ဟိုးစာအဲ close air support တော့အရင်အရေးပါတယ်အရင်အသုံးကျတယ်အဲဒီကဒီ C130 လိုမျိုးပေါ့ဗျာ C130 Ghost Rider လိုမျိုးပေါ့နော်ဒါပေမဲ့အဲ့လောက်ကြီးတဲ့ဟာဝီဇာတော့တင်လို့ရမှာမဟုတ်ဘူးအဲ့လောက်105 mm နဲ့ပြင်တော့ခါထွက်သွားမှာပေါ့နော်အဲ့လောက်ကြီးတဲ့ဟာကြီးနဲ့ဒါမှမဟုတ်55ဟာဝီဇာ57လောက်နဲ့ပြစ်လို့ရတယ်နောက်ကနေပြီးတော့ နော်အဲ့ဒါစမ်းကြည့်တဲ့နေ့မနေ့တိုင်းပြောရတယ်တချို့လက်နက်တွေကစမ်းနေဆိုတာကစစ်ဖြစ်နေတုန်းစမ်းရတာစစ်မဖြစ်နေတဲ့အချိန်သွားစမ်းလို့လွယ်တာမဟုတ်ဘူးဆိုတော့အဲ့ဒါစမ်းပြီးသွားလို့ရှိရင်ပို့ပြီးတော့အခုတော့တော်တော်လေးတုံနေပါပြီကောင်းနေပါပြီပို့ပြီးပြောင်မြောက်သွားတော့နော်ပြောင်မြောက်သွားတော့စစ်စရာတဘုံရှိမှတိုက်လို့ရတာလေဟုတ်တယ်မလားအခုအတိလင်းဟိုကစစ်ချေညာထားတဲ့ဟာကိုစမ်းရုံပဲစစ်တပ်အနေနဲ့စမ်းနေရုံပဲ ိုကသွားပြီးတော့ provoke လုပ်ပြီးတိုက်တာမဟုတ်ဘူးလေ။ကိုကလာပြီးတိုက်နေတာ။ဟုတ်လား။ like ကျင်းပြီးလို့ရှိရင်တကယ်လေးပါလို့ top line နဲ့ဆန်တဲ့ပါလို့အဲ့ဒီမှာ chef လိုက်။ခေါင်းမုတ်ကုတ်ကိုလုတ်ပြပလိုက်။မဟုတ်ဘူး။ဒီတော့အနောင်ချင်းအောင်လို့ဘောင်းရဲ့စစ်ကောင်ကမွေးထားတယ်လို့ဖြစ်ပါမွေးရတာဒါကြီးက business ကြီးဖြစ်နေတာပေါ့ဗျာဗမာပြည်မှာအဲ့လိုမျိုး wallet တွေနဲ့တက်တယ်မှာ ပြီးတော့ဒီကောင်တွေကလည်း clean မဖြစ်ဘူးဆိုတာအလုံးကဘိတ်ထိုက်လိုက်ပြီးကြောင်းစားတယ်တော့ဟမ်ဒီကောင်တွေအညာပါပြဒါမတမာသူစီရိုက်မှုကိုမွေးထားတယ်လို့ဖြစ်နေတာနော်ဘယ်ရတော့ပြက်ရှင်းမဲ့ဖွယ်ရတယ်ပြက်ရှင်းနေတာဒါပဲအဲဒီပြက်ရှင်းနိုင်လို့ရှိရင်မဝပြီးကသွားသူပြပြပြချင်းအောင်မြင်သွားမှာတိုးတက်သွားမှာ ဆယ်စုနှစ်တစ်နှစ်စာပဲလိုက်เสียလူတွေဘာမှဘာမှကြောက်နေเสียမလို့တခြားတိုင်းပြည်တွေကဥစားဖြစ်ရင်အာငါတို့ကဘလော့တောင်ခနောက်ကြကြံခဲ့ပြီဘာညာဆိုပြီးတော့နိုင်တာတယ်ဖူအဖိုးစာစင်ကာပူအဖိုးစတောင်တာလေးစင်ကာပူမှာပါလဲဟိုပြီးရ80စောက်တော့ဒီကောင်เนี่ยစစ်မှမဖြစ်ဘူးလား80ဆောက်တုန်းကလေးမြန်ဖိုက်တာဂျက်လာနှစ်စင်းလာပြက်ကြသွားပြက်ကြသွားတော့ eject လုပ်ပြီးလေတီခုံချလာတဲ့ကောင်တွေကိုတရေကောင်းပေးရတာ လေးမြန်ဆက်ချွတ်ယူပြီးတော့ပြတ်သွားတော့ဗျာလေးမြန်ဆက်ချွတ်ယူပြီးပြတ်သွားတဲ့ကောင်းတွေကိုသူရဲကောင်းလေးသူရဲခွက်ပေးရအဲ့လိုအဲ့လိုအခြေအနေမှာရှိတယ်နော်နတ်စီနဲ့ဤလိုဖြစ်နေတယ်ဟိုကိုကိုလေးတက်ကကောင်းတွေကအများကြီးတာနေတယ်နော်စင်ကာပူအဲဖူဇာအဲ့လိုမျိုးအဲခါကဆက်ချွတ်ယူပြီးတော့ပြတ်ကြတော့ဟိုစား ဖိုင်လော့ကမသေးပဲနဲ့လေထီးခုံချလာပြီးတော့လွတ်မြောက်သွားလို့အဲ့ဒီအတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်ကိုသူကအဲ့ဒါလေးပဲရှိတယ်သူတို့မှအဲ့ဒီအတွက်ကြောင့်ဟိုဂုံပြည့်ရဲ့အနေနဲ့သူရဲကောင်းပွဲပြီးတာနော်ဒီကလေထဲကကောင်းနေအဲ့လိုခုံချကြည့်ပါလားသေးရအောင်ပေးခံအောင်မယ်လေးမြန်တက်ကြလေးမြန်နဲ့ပါသွားဆိုပြီးတော့လုံရင်လုံတာ ဆိုတော့မတူကွာတယ်အရန်ကွာတယ်တိုက်ရိုက်ခိုင်းရင်လည်းဟိုစိတ်သက်ရေးရပေါ့ဗျာနော်စိတ်သက်ရေးရအရန်ကွာတယ်သူကဘာမှဗမာဗမာအေရှားမှာအဲ့ဒီအချိန်ကြီးရှိနေတယ်ဆိုတော့ခုံယူစီခြင်းလို့ပြောတာပါနော်ခုံယူစီခြင်းလို့ပြောရပါမယ်အဲ့လောက်ပဲရှိပါရဲ့ဒီဘက်ကဘာမှထွက်ပြရမရှိပါဘူးတော့တော့တဲ့ခိုင်းလို့ဒီဒီဒီစတာတယ် ကိုမြင်ပါတော့လက်ခံအရေးနောက်နေနေဗာအမိလေးမယ်လို့ဖြစ်ဟုတ်ပါဦးကျွန်တော်သူကခက်တာတပတ်ပပလစ်ကိုတပြရအောင်သူကယုံကြည်လက်ခံထားတဲ့သူတယောက်လေသူခံယူချက်ကိုတော့လေးစားပါတယ်နော်လေးစားပါတယ်သူရဲ့ရိုးသားမှုကိုလည်းဘုရားဖြစ်ပါတယ်လေးစားပါတယ်သူကလည်း politics ကအလောက်ကြီးရိုးရှင်းနေ မဟာပြည်နိုင်ငံကြီးอ่ะနော်အဲ့ဒါကြီးဆက်လာကြီးရိုးရှင်းပြီးသွားလို့ရတဲ့အနေထားမှာမရှိနေဘူးမရှိနေတော့ဟိုကိုတော့ဥပ္ပီလိုတိကောင်းနဲ့နေထားမှာမရှိတဲ့တဲ့ဒီမှာတက်တက်အကြရတယ်ဘီဝတ်လာနော်အပြာတို့လိုပါလို့ပြန်ပြီးတော့တို့ကဖေမန်ခက်ခဲသွားတတ်ပါတယ်နော်ဖေမန်ခက်ခဲသွားတွားနိုင်တဲ့အနေထားတွေရှိပါတယ်နော်သူကရပိုတာတွေမေးသမျှကို तू က မမှန်ကန်ကန်ရိုးရိုးသားသားပဲဖြစ်တော့ပေါ့နော်သူဖြေပြီးတော့အော်ဒီဒီပေးတွေပါရုပ်ဒီလောက်နေပြန်ဆက်နိုင်တယ်ပါတော့ရှစ်နှစ်တူပါလက်တာမျိုးတွေချက်ပေါ်တော့နော်ဒါမျိုးပြောရတာတော့ယူစီရမမအဲ့ဒါပြောရမှာလို့သတင်းစာရှင်းလင်းမလို့လုပ်ရမှာလို့ရောက်ကိုချစ်တီရှင်းလိုက်လို့ရတယ်ချစ်ရှင်းလိုက်ပြီးတော့ဒီဘက်ကြီးမှာနော်ဒီဇင်ဘာလလောက်တဲ့ ရကဘေးမှာမပါလာပဲနဲ့နော်ဘိုင်းအလက်ရှင်မှာပါလာလို့ရတယ်ဟောဘိုင်းအလက်ရှင်ကြတော့ UEC ကဖြေလျှော့ပေးလိုက်ပြီးတော့နော်ဘိုင်းအလက်ရှင်ကြတော့မှဝင်ပြိုင်လို့ရတယ်လောက်ွက်တည်းရှိတယ်အခုကသူ့အနေထားသူပြောလိုက်တဲ့ဟာဒီအကျွေးကြီးရရှစ်နှစ်လောက်ရှစ်နှစ်လောက်မှကြီးမယ်ဆိုတော့ဒါသူခမန်းကြီးလေဟုတ်တယ်မလားသူခမန်းကြီးလေဟိုစားအကျွေးဆိုတာဆက်ချင်တိုင်းဆက်ပြီးကြည်ရင်တိုင်းကြည်တာမဟုတ်သေးဘူးသူက ဟိုဇလန်းမြာအများကြီးရှိသေးတာသူကလိုရမယ့်ဟာတွေကနော်ဒါသူ့ရဲ့ခံမှန်းချက်ကိုသူပြောတာနော်အယူသားမှုရှိလားဆိုတော့ရှိပါတယ်ယူသားတာမြင်ရပါတယ်သို့တော်လည်းအချို့ဟာတွေကအကုန်လုံးရှောက်ပြီးတော့ public ကိုချပြလို့မရတဲ့အနေအထားတွေမှာရှိတယ်ဗမာဗမာနိုင်ငံကြီးကအဲ့လောက်ကြီးဥစားမယိုးရှင်းနေသေးဘူးပေါ့ဗျာနော်မယိုးရှင်းနေသေးဘူး အကြည့်ရင်အဲ့ဇန္နာမင်းတို့ကိုကိုကြီးတို့လောက်တာနည်းနည်းကြည့်ပေါ့ဇန္နာမင်းတို့ကိုကိုကြီးတို့ကြတော့နိုင်ငံရေးနိုင်ငံရေးအထူပါတိတာပေါ့ဗျာနားလေတာပေါ့နားလေတော့သူတို့ကလည်းထောင်းနေပါကြီးကြပြီးတော့တခုဆိုလို့ရှိရင်နော်အနားမှာကပ်ပြီးတေးပြီးဖြုတ်မှကြောက်တာပေါ့ကြောက်တော့ကြောက်တော့နည်းနည်းအပြောဆိုနေတိုင်းအရန်ဆင်ကျင်တယ်သူတို့ကြတော့ပြောပြောဆိုနေတိုင်းအရန်ဆင်ကျင်တယ်ဆိုတော့တကယ်လား ီ campaign ရဲ့ strategy ကဘယ်လိုဖြစ်ရမလဲဆိုတော့ဒီ timing ကဘယ်လိုဖြစ်တင်လဲဆိုတော့ဒီ campaign ဒီ election မလုပ်ခင်နော် election မလုပ်ခင်ငွေစာလောက်မှာပါတလားလောက်မှာမစလုပ်တယ်နော်ကျွန်တော်ကြားတာတော့ကြားတယ်အမျိုးစုံပဲဟိုစာတချို့တွေစာရွက်တွေရိုက်ပြီးတော့နော် campaign manifesto စီရိုက်ပြပြီးတော့ distribute လုပ်တာမှာနည်းနည်းအခက်အခဲလေးဖြစ်သွားတယ်လို့ကြားရတယ် ရှားရဲဆိုတော့ UEC ကနောက်ဆက်တွဲအဝစားတွေလုံနည်းလုံလုံထုံစီကန်းနေထပ်ထုတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့စာရက်ဒီမှာဒီ printing license ပေါ့ဗျာနော်။ဘိုးစားစာဆောင်ကန်းချီထုတ်ဝေဖို့အတွက်ပါမစ်ရယ်နောက်ပြီးပါမစ်နှစ်ခုရှိတယ်ဗျ။တစ်ခုဟာ printing permit တစ်ခုဟာ distribution permit အဲ့နှစ်ခုကိုပါထည့်ပြီးတော့အဲ့နှစ်ခုပါထည့် print လုပ်ပြီးတော့မှ ဘုရားဆိုင်ဆိုင်စာရန်နေပေါ့ဒီ manifesto စီကိုထုတ်ဝေခွင့်ရှိပါတယ်ဆိုပြီးတော့နောက်ဆက်တွဲထုတ်လိုက်တာပါတတော်များများ ground သွားတယ်လို့ကြားတယ်တချို့တွေနော်တချို့တွေရိုက်ပြီးသားဟာတွေမှာအဲ့လို sticker တွေလျှောက်ကပ်ပြုတ်အဲ့လိုမျိုးပေါ့မျိုးစုံတွေဖြစ်ပြီးအင်းကြီးတွေပြက်ကုန်တော့ပေါ့အဲ့မှာတချို့ကလည်းဟာဝေပြီးသွားပြီပေါ့ ဝေပြီးသွားပြီးပြန်သိမ်းပြန်တောင်းမလားမျိုးတွေကြားတယ်နော်ဟုတ်မဟုတ်တော့မသိဘူးကိုကအဝေးကနေပဲကြားတဲ့တည်င်းလေးတွေပြောပြနေတာနော်ဆိုတော့ UEC ကတစ်ချက်လှုပ်လိုက်လို့ရှိရင်အအကုန်လုံးကခါထွက်သွားမှာကိုကအဲ့ဒါကြောင့်ဆိုတော့အခုကဘလို့ဖြစ်နေလဲဆိုတော့ကိုပြောချင်တာအရန်ကြီးရှေ့ရောက်နေလို့မရဘူး political mind fee ဆိုတာရှိတယ်ဒီ political mind fee ကတော်တော်လေးကိုအခြေအနေဆိုးတယ်သူကြည့်ရတာ သူ political mafia တော်တော်လေးကိုချီနေဆိုးတယ်။ဆိုတော့တော်လေးကိုတတိထားပြီးသွားမယ်အနေထားမှာရှိနေတယ်ဗျာနော်။တော်လေးကိုတတိထားပြီးတော့သွားလာလှူရှားမယ်အနေထားလေးမှာရှိနေပါတယ်နော်။အဲ့လိုမျိုးဟိုလူကောင်းလေဗျာဒီလိုအင်းဒီအမရဖြစ်ပြီးတော့သတင်းစာရှင်းလင်းပွဲတွေလုပ်တယ်။စာရွက်စာတမ်းတွေထုတ်ထုတ်ပြီးတော့ပုံနှိပ်ထုတ်ပုံစံဖြန့်ဝေတယ်။အဲဒါမျိုးတွေလုတ်တဲ့အခါကျတော့တခုမီးတခု ညှိဆုံးကုန်တာတွေဖြစ်နိုင်ပါတယ်နော်ဖြစ်နိုင်တဲ့အတွက်ကြောင့်ဆိုရင်လို့ပြောတာပါနော်ဟိုဘယ်လိုလုပ်ရမယ်ဘယ်ဝါလုပ်ရမယ်လို့ဟိုဝင်ပြီးဆရာလုံးနေမှာမဟုတ်ပါဘူးအားလုံးကလူကြီးတွေပါကလေးတွေတရားမှမပါပါဘူးနော်ဆိုတော့အဲ့လိုအနေထားလေးတွေရှိတယ်ဗျဒီဒီရွေးကောက်ပွဲကထူးခြားမှုရှိတယ်ဆိုတာဒါလူတွေတီးပြီးလောက်ပါပြီနော်တီးပြီးလောက်ပါပြီလုံတာတော့မှ three phases လောက်နဲ့နော်၃၃ချီလောက်လုံမဲ့ရွေးကောက်ပွဲမျိုးပါဆိုတော့ ဟိုတခြားတိုင်းပြည်တွေမှာလည်းမရှိသလိုမိမိတိုင်းပြည်မှာလည်းဒါမျိုးရေကောက်ပွဲမျိုးကမရှိသလောက်ရှားဘူးပါတယ်နော်အဲဒါပြောဒီလိုနိုင်ငံရေးအခြေအနေစိုးစိုးရွားရွားထဲမှာလုပ်ရတဲ့ရေကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်အတော်လေးကိုအထူးသတိထားပြီးတော့ခိုင်တွေ့ရမယ့်အနေအထားတွေမှာရှိပါတယ်နော်ဆိုတော့အဲ့လိုတွေဖြစ်တယ်ဗျနော် political mind fee ဆိုတာအဲ့ဒါပဲ mind name ရဲ့ဆိုတာအဲ့ဒါပဲရှေ့ရတက်တဲ့လူကနော်အာကိုကတော့ ဥဆောင်ပြီးလှုပ်လိုက်မယ်။နော်ငါတို့ရှေ့ရောက်နေအောင်မြင်မယ်။အဲအဲ့လိုမျိုးသဘောထားလို့မရပါဘူး။နော်အဲ့လိုမျိုးသဘောထားလို့မရပါဘူး။အဲ့ဒီတိုင်းသွားလို့မရပါဘူး။တကယ်အောင်မြင်မဲ့လူကရေကောက်ဝယ်မစခင်တလား၃လေးဘက်လောက်နော်အဲအလိုမာမာထပြီးတော့ထပြီးကစ်မှာပါနော်ထပြီးကစ်မှာပါ။အဲ့တော့များများလှုပ်လေများများရှေ့ရောက်ထားပြီးများများလှုပ်ထားလေဟို ညှိစွမ်းတာတွေများလေဖြစ်လာနိုင်ပါတယ်နော်အမှုကအမှုကကြိုက်တယ်လို့လုပ်လို့ရပါတယ်မနေ့တိုင်းပြောရရင်အားလုံးဟာအားလုံးဟာစစ်လိုက်လို့ရှိရင်တခုမဟုတ်တခုပေါ်မှာပါနော်အဲ့အနေထားတွေမှာရှိနေပါတယ်အဲ့ဒါကြောင့်မြင်အောင်နေလို့ပြောတာပါနော်ကြိုက်တာလုပ်လို့ရပါတယ်နော်ရမ်းတက်တဲ့ရမ်းတော်တဲ့လူတွေဆိုလို့နှစ်ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတွေလည်းရှိပါတယ်ဆိုတော့အဲ့အဲ့လိုလူမျိုးတွေပဲရှေ့ကနေကြာသွားတာပါပဲနော်ကြာသွားတာပါပဲနော် အရန်ကန်းနေပြမရတဲ့အနေအထားမှာရှိနေပါတယ်နော်ဆိုတော့အားလုံးစင်ပြကြပါစေနော်ကိုကတော့ကိုကတော့အားလုံးကိုအားလုံးကကိုကိုမိတ်ဆွေမဲမို့ကိုကအားလုံးကိုဥစားအပိနေပါနော်အပိနေပါလေဘယ်ဘက်ကလူလဲဆိုဘယ်ဘက်ကလူမှမဟုတ်ပါဘူးနော်ဘယ်ဘက်ကလူမှမဟုတ်ပါဘူးနော်အားလုံးအစဉ်ပြေစေခြင်းနဲ့လူပါနော်ဆိုတော့ဒီဘက်ကတော့ဒီလောက်ပါပဲ โอเคကျေးဇူးပါခဏနေမှပြန်ပြီးတွေ့ကြမယ်နော်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်